မီးကြည့်ရင်မလုပ်မလဲအေမင်းစောတမေလာဤဒုတိယရတ္တပတ်ကပုံပြင်းလောင်မြိုင်လာသည်ပဝန်းကျင်တစ်ခွင်လုံးကအကြီးနေမှာပင်ရုတ်တရက်မိထတော်တော်မတဲ့ကျွတ်ဆက်ချောက်တွင်နေသည်လမ်းတွေပေါ်မှာတန်လျက်တွေကကုကေရမဲ့အင်ဂျီယာမဲ့တွေကောင်းငင်ကိုတိုင်တဲ့တန်းချင်းဆိုကြီးသလိုတဖြက်ဖြက်နဲ့အထက်စီထိုးတဲ့နေရာမြန်ပြီး ဤသို့ပူပြင်းသောရာသီမှာအိမ်ရှိကန်းစီကစကားစံတချို့ကြားနေရသည်။နှွေးခေါင်းကောင်းလာသောဧည့်သည်ဆောင်တဲ့မဟုတ်အိမ်ကအတော်မိတ်ဆွေတယောက်မတွေ့ရကြ၍အလဲလာခြင်းဖြစ်သည်။သူနဲ့အတူလေးနှစ်ရွယ်မိမလေးလည်းပါလာသည်။သူတို့ပြောသော စကားစံတွေကို ထူး၍အာယုံဆိုင်နေခြင်းမဟုတ်ပေမဲ့နာယံထက်တာခြားသည်မို့အတိုင်းသားကြားနေရသည်။မိတ်ဆွေချင်းစကားဆိုတော့ ယောယာအမဲဆုံးဆိုရမည်ရှေးရောင်းနောက်မြစ်တွေပါမည်ပေါင်းတဲ့အောင်နှင်းချောင်းပါသည်အဝေးရောက်မိတ်ဆွေပေါင်းတဲ့နေရာကဘသူကတော့ဘယ်မှာအကြီးဆုံးသမီးနဲ့အတူလိုက်နေတယ်ကစလို့ဘသူတွေရှိပြီဘသူကဆုံးပြီဘသူကတော့ခုဘယ်မှာမကျမ်းမာဘဝနဲ့ရှိနေသည်အဆုံးပါသည်နောက်တော့လူမှုစည်းဝါးပဲကူသည်လောက်ခတ်နေသောကုံစင်းတို့ကိုသူတို့ငယ်စဉ်ဘဝနဲ့ ချိန်ထိုးညှိညူတာတွေပါသည်နောက်တစ်ပံကျမ်းမာရေးပဲရောက်တော့အသက်အရွယ်နဲ့ဗျာဒိအကြောင်းတွေပါလာသည် အနေစားတွေဥရုတ္တပါမြတ်တောင်းခန္ဓာကိုပြုစုရာတွေပါသည်ဒီမှာကိုယ်အနာတွေနေကိုယ်စီလျက်ပြိုင်တစုံတရာကြားဝနာဝရှိသောစင်းဤတွေကိုရဲရီကြံတွေကဆလို့စကားအဖြစ်ဖိတ်ကြကိုကြသည် ထိုချိန်ပါလာသောမိမလေးက အေရှိကန်တစ်ချက်ပြီးလိုက်စော်လိုက် အဖွားကဟဲလိုက်အနားခေါ်လိုက်စသည်ဖြင့်ရှိနေပြီဒီနေရာမှာ ကလေးမလေးကြောင့်နည်းပြောမှဖြစ်မည်ကလေးကသူ့ရွယ်နဲ့စားရင်အတော်တွက်သည်ဆိုရမလားစကားကိုလူကြီးတယောက်လိုတွက်လက်ချက်ချစွာပြောရပြီးချက်ဆိုနကွက်ကမိတောက်တယ်လူအကင်းပါသူတယောက်ဆိုလည်းမမဒီမှာအဖွားတို့ထုံးစံသူ့မိကို သူတင်ထားသမျှတွေတခုချင်းလုတ်ခိုင်းတော့ကလေးကလှုပ်သည်။စားကြများတွေယူခိုင်းတာဆလို့မင်းသမီးများရဲ့ကြောင်များတွေကြောင်များတွေကအိုက်တင်နေဆိုလဲတခုတမျိုးမယိုးအောင်လှုပ်ပြသည်။ဤသို့ဖြင့်တစ်ချိန်မှာ သူမီးလေးကိုမေးလေသည်။ကဲတမီးလေးပြောပြလိုက်ပါအောင်ဒီဟာဖွားဖွားကိုတမီးချင်းမလှုပ်မလဲ။ထိုခဏအခန်းထဲကနေနားဆွင့်နေတော့ကျွန်တော်မှမျက်မှောင်ကျုပ်မိသွားလေ။ ဘာလာမလဲကလေးကဘာပြန်ပြောမလဲသိလို့စိတ်ပြင်းအခြားအမျိုးမိအားဖြင့်မတတ်တာသောစိတ်မျိုးကန့်ညိနေရလေကိုဟာကိုသိသည်ဘာပြန်ပြောမလဲထိုချိန်မှာပင်ကလေးမာလီစီကအတန်တခုပြီးပြီးသားသားထွက်ပေါ်လာတယ်တမိချင်းရင်ဆောင်မကြီးလုံးမှာအေးတော်လိုက်တာတဆက်ထဲပါလာသည်ကအဖွားလို့သူလက်ခုတ်တန်းဟာ ဒီဟာကျွန်တော်စိတ်ထဲရနေရေးယူလိုက်ခြင်းဖြစ်သည်နှစ်ကျွန်တော်တို့ဤတိမှတ်မှုတွေငယ်ဘဝဆိုတာတွေကအသီးသီးအတကပါဝန်နေတတ်တာသတိပြုမိပြီဒါကအတိတ်တော်စမ်းသည်မဆိုတာလူသည်သူဤဖြတ်တန်းခြင်းမှုအစဉ်တလျှောက်လူဘဝရဲစတင်ဝင်ရောက်ချိန်မှာဘာမှတိတ်မဟုတ်သေးတော့လဲတစားစားအရွယ်ရောက်ကြီးပြင်းလာခြင်း ဖြတ်တန်းမှုတွေရတော့ တရားပါတက်တူးတခုလိုဆွဲထင်နေရတာတဘာဝပဲဖြစ်နေ။ဤဒီမှာလူဗီဇာကြီးပြရမ်းမှုလားဒါမှမဟုတ်တခြားသောမသိနိုင်သည့်အရာများကြီးတရားမှုတွေလားမသိချင်နိုင်။တို့ရရင် ထိုစိတ်ကဇာတိလွမ်းစိတ်လိုပင် ခိုင်မာသည့်သဘောရှိသည်ထင်လိ။အဖြစ်ပြက်တခုဖြစ်ခြင်းဖြစ်ပြီးဒါမှမဟုတ်အမတ်တမဲ့ကြုံတွေ့ခဲ့သည့်အရာတခုပေါ်အခြေတည်တာဖြစ်ခြင်းဖြစ်ပြီး ကိုရိုင်းဂျုံမို့ပဲကိုဘေးပတ်ဝန်းကျင်မှာဖြစ်ဖြစ်သွားတာတခုပေါ်အခြေခံတာလဲဖြစ်ခြင်းဖြစ်မည်လူသည်ငယ်ဘဝဆိုသည့်ဘုရားကိုအခါခွင့်တင်တိုင်းပြန်လဲစိုက်ကပ်ဖို့အသင့်ရှိနေတတ်သည့်ယထာစဉ်ဖြစ်သည်ကျွန်တော်ငယ်ဘဝဤတိမှတ်မှုတွေမကြာခဏဆိုသလိုတရိယာသည့်စကားတခုဖြစ်သည်ကျွန်တော်ပြောတာမဟုတ်ဘဲကျွန်တော်ကအမေးခံရသည့်စကားဖြစ်သည် အလားတူစွာကိုမမဟုတ်ကိုရက်ကြီးသူတွေကစရွယ်သူတွေလဲငယ်သူတွေဆုံးမိခံခဲ့ရတော့မိကွန်းဆိုလဲမှန်ပြီထိုမိကွန်းကိုကျွန်တော်တို့ဒီငယ်ဘွားတစ်လျှောက်အ ਨੇ ဆုံးတစ်ချိန်မှဒီအများဆုံးအဖြစ်မရွေးမတွက်နိုင်သော အချိန်ရည်အတွက်တွေထိအမေးခံခဲ့ရနိုင်သည်ထိုမိကွန်းကတခြားတော့မဟုတ်မင်းကြီးလာရင်မလုပ်မလဲဆိုတော့မိကွန်းဖြစ်သည် ဆိုရလဲတခြားသူတွေကမပြောရက် ကျွန်တော်အတွက်တော့ထိုမိကုံမျိုး50-60ချိန်မကအမေးခံခဲ့ရဘူးလားသိကြသည်ပထမဆုံးအဖေမေ့စီကနောက်တော့ဖိုးဘနဲ့ဆွေမျိုးတိုင်းဝန်တန်ကနောက်တော့မိမအများကြီးမိဆွေတွေစီကဆရာတွေစီကစသဖြင့်အချိန်များစွာကြုံမှုသည်ချိုးသေးကိုဘလို့ဖြေခဲ့တယ်လေပြန်မှတ်မိတာပထမဆုံးချိန်မှာ ဆရာဝန်ဆိုတာဖြစ်ဖို့များပြီးနောက်တစ်ယောက်ကျုံတော့ပထမအချိန်နဲ့မတူအောင်အင်ဂျင်နီယာလုပ်လိုက်သည်ဒီလိုပဲနောက်ချိန်တွေမှာ သွားဆရာဝန်နောက်ထိုထဲစစ်ဘိုးဆိုတာပြန်ပါလိုက်သေးသည်တခါတခါတော့လည်းအများသူငါရှိ ကိုက အလိုက်တင်ရပြောချလိုက်ခြင်းမေးရှိမိဘတွေကပြောလိုက်လေဆရာဝန်ကြီးလို့စသဖြင့်လမ်းကြောင်းပြတာလည်းကြုံခဲ့ရဘူးသည် ထိုချင်းမူလကိုပြောထားတာကိုပဲထပ်ပြောရမလို့မိမရဲ့စကားနားထောင်ရင် ပြန်မဲပြန်ရတော့မလို့ ਨੇ ခေါင်းထဲဗျာများစိတ်ညစ်ခဲ့ရတယ်လည်းမနေနောက်တော့မိမရဲ့အမျက်ရှာမှာဆိုရရှက်ရည်ရင်ပြန်ပြန်ပြောရတည်ထို့သောဖြင့်လူလေး90ယောက်ကိုကျွန်တော်က5မျိုးမကဖြေခဲ့ဘူးသည်ဒါကကျွန်တော်တို့ရှေ့ကစီနီယာတွေကစလဲကျွန်တော်တို့မျိုးဆက်နဲ့နောက်မျိုးဆက်တွေဆုံး အကုန်ကြုံးဝင်ခဲ့သည့်မိကုံးလည်းဖြစ်လိမ့်မည်။တခါတခါတောင်းတောင်းအီရီတွင်းမိခြင်းဘာရမဟုတ် ထိုးစကားသွားတရားမိလင်းကျွန်တော်အမြဲပြုံးမိသည်။တဆက်တည်းထိုးစကား၏ဖြစ်သည့်ထွန်းကားမှုနှင့်ဒလိရူကိုလည်းဆက်ဆက်တွင်းမိသည်။ထိုးခါကျွန်တော်တို့သည် အလိုလိုနေခက်ကာလာဆိုတာကိုခြံထောက်ရင်မရနိုင်တော့သည့်အနေနဲ့ဆိုက်သည်။ခေရထိုးစဉ်ခက်ထနေသော ဆိုရှယ်လေးချင်း ဘာရမို့ကိုရီးယားယုံကြည်တာတိနာလေတာမဟုတ်ပဲရောရင်လိုက်ဘာသာရင်လိုက်သမားတွေကလည်းထုတ်ခေတ်သေးထုံးစံအတိုင်းဒုနဲ့တန်နဲ့ပေါက်ဖွားနေကြလိမ့်မည်အုတ်ထုတ်လေးတလုံးလောက်ပေးလိုက်ရင်လမ်းမော်တက်လက်သီးလက်မောင်းတံမဝင်မလို့လူအုပ်စုကလည်းအစင်သင့်ဆိုသလိုရှိရာဟုတ်တာမဟုတ်တာအပါထားလို့ခစ်သစ်ဆိုသောနဝင်းချိုးသည့်စကလုံးတိုင်းအတော်များများကအလျားလိုက်မျောပါခဲ့ကြလိမ့်မည် မိတို့ဆိုသည် ခစ်ဆိုသည်ကအလကားနေတတ်သည့်အရာတစ်ခုတော့ပြမဟုတ်သူ့မှာမွေးရပါပုတ်ချတတ်သည့်သဘာဝကပါလာတတ်တော့ stakeholder ခေါ်မလားတို့သူတို့ဤအမျိုးမင်း ရှိသောမရှိသောကစလို့ဗယံမရာဆုံးဖြတ်လောက်ကိုင်းတာတွေတက်ရောက်မှုကိုခါးစည်းခံရတတ်သည်မှာရှောင်လို့ရများသောကိစ္စဖြစ်သည်လူဖွဲ့စည်းတွင်ရှိ အခြေခံ unit ဖြစ်သောမိသားစုတွေတည်း အနေထိုင်ကြောက်ချထားသောမဟာဖူဝါဒရှိပြီးအပြင်မဲ့လက်တွေ့ကွာမှာကအမိန်ဖြင့်အထက်အောက်စီစဉ်ခြင်းစသဖြင့်ထိုနှစ်ခု၏ရေကန်မိကန်တွင် လူသား၏ဖြစ်ရှိမှုဆိုတာက အဝေးသို့လွတ်ဆင်ထွက်သွားခဲ့သည်ယတနာကထိုနေရာမှစတင်သည်ဆိုနိုင်မည်တစ်ဖက်တွင်လည်းလူမျိုး၏အတွေးခေါ်ကိုထင်ထပ်သောဆရာဝန်အင်ဂျင်နီယာမှလူထင်ခြင်းသည့် တလွဲစပင်ကောင်းမှုနင်ပေါင်းတော်ကျွန်တော်တို့မျက်မှောက်ပြုရင်အခက်ခဲဖြစ်ရသောထုံမေကွန်းကစတင်လာခြင်းရရှိသည်ကျွန်တော်တို့လက်ခံရရှိခဲ့သောအမှန်တရားတွေကအခြားသောအရက်တွေရဲ့ပူခါသည်ရန်တို့သည်အတွင်းသားတဲ့အပေါ်ယံတောက်ပြောင်မှုတွေကိုပိုတိတ်ညွတ်တတ်သောလူမျိုး၏စိတ်ဓာတ်တွေကကျွန်တော်တို့၏ပါးစပ်ပေါက်တွေကိုတိတ်ဆိတ်ပိတ်ပစ်သည် ကျွန်တော်တို့ကိုကြည့်နေသည့်တိုင်ထိုမျက်လုံးတွေကစင်စစ်ကျွန်တော်တို့နှလုံးသားတွေစီတန်းတန်းမတ်မတ်မရောက်ပဲအပေါ်ရမှာသာရက်တက်ဂိတ်ဆုံးကံသူသည်အထက်တန်းအောင်ကြီးစီလိုက်အင်ဂျင်နီယာလိုင်းဝင်သူတွေနဲ့နှိုင်းရှင်ခံရသောခါသည့်မှုအောက်ကျွန်တော်တို့ကပြားပြားမောက်သေးဆုံးခဲ့သောမျိုးဆက်တွေဖြစ်သည်ကျွန်တော်တို့ဖြန့်တန်းခဲ့သောပညာရေးဆိုသည်ကတွေးကြည့်ရင် သေစာရှင်စာတာတာပညာရေးထက်သိအများကြီးမဘူးလူဘဝရင်မှတ်ဉဏ်ဒီသာခရဆိုသလိုမှတ်ဉဏ်ကုဏောအနန္တောသဘောကျက်တူရေးလိုချက်မှတ်ကြီးပြင်းတတ်တာကလွဲအတွေးခေါ်နဲ့သဘောတရားပိုင်းကြမွဲချောင်နေသောလူမျိုးဖြစ်သည်ပညာရေးနဲ့ပတ်သက်ရင်ပညာရေးအခြေခံ concept ဒီမရောက်ပဲကလေးတွေကိုလူလောကမှာလူလိုသူလိုပြပိတတ ရှင်သန်ကြီးထွားဖို့နဲ့ပညာဆိုဒီမှာမသိမချင်းတင်ယူအပ်သည့်လူသားတာဝန်ဆိုတာတွေထိမရောက်ပဲတယောက်နဲ့တယောက်ပြိုင်ဆိုင်မှုကို အလေးထားပြီး အနိုင်ရှုံးကို အထူးအားပေးသည့်သဘောတဖြည်းဖြည်းတက်ဝင်လိုက်ကြရာဤဒီကပင်အာနာရှင်စိတ်ဓာတ်များထွန်းကားရထွန်းကားကြောင့်ရီလောင်းပေါင်းတင်ပေသည့်နေရာတစ်ခုလိုဖြစ်ခဲ့သည် ထိုးထိုးသောအကြောင်းချင်းရများအားလုံးပေါင်းစည်းပြီးချင်းကျွန်တော်တို့သည်ထိုးမိခွန်းနဲ့အတူယနေ့နိုင်ငံတော်ဆိုတာကိုလက်ထဲဆုပ်ဆုပ်ပိုက်ပိုက်ရခဲ့ရဝင်ရသည်စံသွေခြင်းတလွဲစပင်ကောင်းမှုများစီမံခန့်ခွဲမှုလွယ်များတမိုင်းကိုပုံပြခြင်းများစသဖြင့်အားလုံးပေါင်းသူဒီရည်ဒီမြေဖြစ်ခဲ့ပြီကျွန်တော်တို့သည်ထိုးထိုးမဲမောင်တိတ်ဆိတ်သောမြစ်ထဲ အလျားလိုက်ခုခတ်ထက်တန်းခဲ့ကြလေလီလေငယ်စဉ်ကမင်းချင်းရင်မလုပ်မလဲအမေခံရတယ်ကျွန်တော်ဖြေခဲ့ဦးတာလေးငါးမျိုးအနည်းဆုံးရှိမိတို့ရရင်အံ့ဩစရာကထိုးလေးငါးမျိုးတည်းအမှန်တကယ်ကျွန်တော်စိတ်ထဲငန့်လင့်ဆန္ဒရှိရသောအရာတွေတခုမှထဲမဖြစ်ဖြစ်ခဲ့တာဖြစ်သည်ကျွန်တော်တွေ့ရတော့ဘော်လုံးဒီသာကဘာဆိုသလိုစားလေသည်စိတ် ဲ့လေဒီစိတ်ဖြစ်ခဲ့တော့ကာလာတခုရှိရေဘူးဒီစိတ်ထဲမှာလဲဒီနေ့ငါအောင်မြင်တဲ့ဘောလုံးသမားတယောက်ဖြစ်ရမယ်ဟုတွေးခဲ့ဘူးဒီတို့ရရင် ထိုးစိတ်ကူးကိုမိဘတွေသိအောင် တခါမှပြောမပြခဲ့ဘူးလားအမှန်ဖြစ်သည်ကျွန်တော်ဒီလဲဘောလုံးသမားတယောက်ဖြစ်မလာခဲ့ပါအလားတူစွာငယ်စဉ်က ပုံဆွဲတာကိုအသေးအံဖြစ်ခဲ့ဖို့ဒီချင်းတခုရှိခဲ့ဘူးဒီအင်းရှိကန်းကျမ်းမြင်မှာမြေပြူဖြင့်ဆွဲသည် ဆောင်းနောက်ကျုံမိုးရင်မှာဆွဲ၍အိမ်ကမိဘတွေနဲ့ကြောင်းဝဆရာတွေစူပူရာခံမှုသည်ကျွန်တော်အောင်မြင်သောပကြီးဆရာတယောက်ဖြစ်ခြင်းဒီတိုင်းဘယ်သူ့ကိုမှပြောမပြပြခင်ပါအကယ်၍ပြောခဲ့ရင်ဘလို့မျက်လုံးမျိုးဘလို့စကားမျိုးတွေပြန်လည်လက်ခံရရှိပြီဆိုတာသိနေပြီဖြစ်သည်အိမ်လည်လာသည့်ကလေးမလေးကအတော်အတွက်သူဖြစ်သည် သူဖောက်ခိုင်းသည်များအကုန်လုံးပြန်သည် ဒီတော့ထုံးစံတိုင်းလိမ်မာလိုက်တာတုံလိုက်တာစသဖြင့်ချီးမွမ်းမှုရသည်တို့ရရင်ထိုစကားတိုင်းတသွေးမတိန်ရရှိလိမ့်မည်တော့စူကောင်းမှာစူနိုင်လိမ့်မည်ကျွန်တော်တို့စီမာကတချို့သောမိဘများက ကိုရုံကမဖြစ်ခဲ့ရတာတွေဒါမှမဟုတ်လေကိုအထင်ကြီးသည့်တိုင်းကိုမဖြစ်ခဲ့ရတာတွေစသဖြင့်ကိုကိုသားသမီးအလဲမှာ တာဝန်ကြောပေါ်တင်ပေးခြင်းဖြင့်ယသေးစိတ်ဖြေကလေးကလည်းရှိနေရာတိတ်အမြင်မတော်လာလည်းအမှန်ဖြစ်သည်ကိုရောကစူးစားခဲ့ရင်မဖြစ်ခင်တာဆလုစူးစားပြီးလလန်းမီဒီတိုင်းငွေကြေးစသဖြင့်တစုံတရာလွဲချော်မှုတော့မိခဲ့သည့်ຢာကို ကိုကလေးပါစိတ်ဝင်စားသည်ဘာဝန္ဒနာပါသည်မတွေးပဲအငှားခန္ဓာမြောင်ခြင်းဟူသည် စင်စစ် ငါဖြစ်သည်အတ္တကြီးမှုဖြစ်မည်ဤသို့ဖြစ်ခဲ့သည်ရှိသောကိုသားသမီးပေါ်တရားသဖြင့်ထိန်းချောင်းခဲ့သလားဆိုတာကမိကုံးထုတ်เสียဖြစ်လာလိမ့်မည်ကိုခန္ဓာမှာတပားသူဤစိတ်တက်ဆင်ပြီးရှင်သန်နေရသောကလေးတယောက်ဤလေးလံပင်မမှုကမိမြအကြီးမားလိုက်ပါမည်လေကလေးကိုတကယ်ချစ်လင်ဖြင့်သူ့ဝါဒနာကိုနောက်ကတတ်နိုင်တဲ့များပံ့ပိုးရင်း အမြင်ဆုံးထင်ပြန်တတ်နိုင်ရန်အတောင်တက်ဗေဂျင်းထက်ပိုလှပါတာဘယ်ရာရှိပါမည်လဲတပင်ကိုလှုပ်ထောင်ပြုစုရလားလိုသလိုပုံသွင်းတာလားခွဲကြနားလည်ထားဖို့တော့လိုမည်လူသည်ဖန်ဒီတိဆောက်သူဖြစ်တယ်လို့တစ်ဖက်မှာလည်းတဲဆောင်ပို့ချခံရတော်တော်ဖြစ်ပြီအထူးသဖြင့်ခေတ်တွေစနစ်တွေဤတဲဆောင်ပို့ချမှုကိုဒွန်းသည် ညင်းပယ်ပြီးမရကဲစနစ်တူတဲ့ချီလင်းချိုများသောရေတွေစီးဆင်းခဲ့လင်မထောင်းတာသည့်တိုင်နေရှိလာများအနယ်အထစ်တွေကိုနေရှိလာများအနယ်နှစ်တွေကို ပို့ချခဲ့လင်အချိန်ကြာစဉ်နဲ့အမြပြုပြရခဲ့သောမြေကောချောင်းပြဲဘဝရောက်တော်သည်ကျွန်တော်တို့ဖြတ်တန်းမှုတွေကကျွန်တော်တို့ကံတွေရတော့ပြရန်စာအုပ်တို့လိုရင်း မှုံ့ဝါနေခဲ့သည်ရှင်မျိုးဆက်များဤတချို့သောအုတ်ရောရောကြောက်ရောဆံမှုတွေကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့မကတွေးခေါ်မျှော်မြင်မှုအတွင်းပိုင်း၌ပါ တိုက်စားရင် အနာဂတ်ဆိုတာကိုကြည်ကြပုံပေါ်ခဲ့သည်အထက်တန်းအောင်ကြီးတက်ကတူဝင်းကွန်းမှာထူဖြီကပေါ်သည်ကိုစိတ်ဝင်စားတာမဝင်စားတာအပါထားအမတ်မီယာမမီယာအပါထားဖြည့်သွင်းရသော ထိတ်ဆုံးနေရာမှာ ခတ်တီတီနဲ့ စေတက်ကသူဆိုတာကိုရေးသွင်းလိုက်ဖို့ဝန်မလေးတော့ကျွန်တော်တို့ဖြစ်ခဲ့သည်ထိုရေးသွင်းမှု၌မိမိစိတ်ဘယ်နဲ့ရေးသားပါတယ်လဲမေးလင်ဘူးကျွန်တော်ကရည်ကြဲကြဲလုပ်လိမ့်မည်ကျွန်တော်ကရည်ကြဲကြဲလုပ်မိလိမ့်မည်အထက်တန်းအောင်ချိန်တက်ကသူဝင်ခွင့်၌ရမတ်အနည်းဆုံး900အထက်90ဝန်းကျင်စွန်းမှမှတ်နိုင်တော့ဘာသာတက်ခုရမတ် 360သာသာဓမ္မကခတ်တီတီနဲ့ဖြည့်သွင်းခဲ့သည့်ကံကိုနံကြားထောက်ခဲ့သောနှစ်ကာလများဖြစ်သည်ငါငယ်စဉ်က မင်းကြီးလာရင်မလုပ်မလဲအမေခံခဲ့ရဖို့ဒီလူတယောက်ကဒီနေ့မှ သူနဲ့မျိုးဆက်နှစ်ခုချားသည့်ကလေးငယ်ဟာအဖွားဖြစ်သူကသမီးကြီးလာရင်မလုပ်မလဲသူ့မိတ်ဆွေရှိမင်းညာကြားရသည်အော် မေခွန်းတွေမေခွန်းတွေခုမှလူလောကတွေဝင်လာတာ၄နှစ်လောက်သာရှိသေးသည်ကလေးငယ်တယောက်ကို မေဒီမေခွန်းကမိမြချင်းမပြန့်ထလိုက်ပါသလဲထိုကလေးကဘဝတလျှောက်လုံးမေခွန်းတွေကိုဖြစ်ရင်သူ့ဘဝသူကိုရန်တီဆောက်သွားမိကိုသတိမရစွာရက်ဆက်သည့်မေခွန်းမှာရွေးချယ်မိတဲ့သည့်လူအဖွဲ့စည်းလောက်ထိတ်လန့်စရာကောင်းတာရှိပါဦးမလား ထိုကလေးငယ်ကိုပတ်ဝန်းကျင်မှာအေးသက်တာဖီးလွှားစော်ကစားရင်ပန်းလေးတွေဖူးလာပွင့်လာတာလက်ပြားလေးတွေလေတဲ့လှပစာပြန်ဝန်းနေတာကြည့်ပါစေဦးလားသူတို့အတွေးကြံတွေကိုလွတ်လပ်စွာလွင့်ပြန်စေဒီအပြောချေမှာများသည့်လောကကြီးကြောင်းသူ့ဟာသူလိလစူးစမ်းပါစေဦးလားဘာကြောင့်များတလောက်လောကြီးနေကြတာပါလဲ ကလေးတယောက်နှုတ်ဖျားမှာ ကို့အလိုလောဘနဲ့မျောလင်းချက်တွေတပုံတမာကြီးတက်စဉ်ကလေးနဲ့မလဲမဖက်စကားတွေထွက်ဆိုစင်မိစားသူအယုံဝင်စားရအကြောင်းရတွေကိုပြရဝါစာသဘောတီတီတာတာချစ်စွဲအယူခံပြောဆိုခြင်းကပိုးမလိုရဘူးလားစေတနာမေတ္တာဆိုသောလက်သုံးတော်သားနဲ့ထမေဘူးရှာမလွဲစံကိုကိုကိုလည်း ပြန်မေးခွန်းထုတ်ကြည့်ကြဖို့မလိုအပ်ပေဘူးလား6ကျွန်တော်ဒီဘောလုံးသမားတယောက်မဖြစ်ခဲ့တာအမှန်ဖြစ်သည် အလားတူစွာအောင်မြင်သောပကြီးဆရာတယောက်လည်းဖြစ်မလာခဲ့ပါကျွန်တော်မှာညီငယ်ဆုံးကမွေးသောတာတယောက်ရှိသည်တို့ရရင် ရေချားမြေချားမှနေသူဖြစ်၍အသက်သာ6နှစ်ရောက်လာပြီတခါမှမတွေ့ဘူးသည်အဖေဖြစ်သူညီက ငယ်စဉ်မှာပုံတွေခဏတစ်ဖြုတ်ဆွဲခဲ့ဘူးသည်အလဲရောက်အောင်ချိန်မှာသူမဆွဲတော့ယခုသူသားကိုတူလေးရတော့ပုံဆွဲဝန္ဒနာကြီးသည်ဆိုသည်သူဆွဲသောပုံတွေကို အဖေလို့သူကမချန်ခဏပြတတ်သည်ပုံဆွဲနေစဉ်ရိုက်ထားသောဗီဒီယိုတွေတွင်မျက်လုံးတွေရဲ့စိတ်ဝင်စားမှုကိုတွေ့ရသလိုခဲရန်ကိုင်းမုံကဆစနစ်တကျရှိတယ်မြင်ရသည်တို့ရတွင်ထိုဝါဒနာက ဘယ်ချိန်ထိပါမလဲမူကျွန်တော်လည်းမသိပါနောက်၄နှစ်ထီလာဒါမှမဟုတ်တသက်လုံးပါသွားမှာလားကျွန်တော်မသိဒါပေမဲ့လူတစ်ယောက်မှာအမှုပညာပါတာကောင်းတဲ့ကိစ္စဖြစ်သည်လူပိသားကိုအမှုပညာလိုသည်ဘဝမှာအခက်ခဲတွေကြုံကြရင်အမှုပညာပါသူကမိုးမခပင်လိုညွတ်လွယ်ပြောင်းလဲစွာ ကြောက်ခံနိုင်လိမ့်မည်အမှုပညာမပါသူကတော့အလွယ်တကူကြိုးချင်လွင်ပါပျောက်ဆုံးသွားလိမ့်မည်မိသူဆိုသည်သိကျင်တာတခုလဲရှိသေးသည်ညီအပါဝင်သူတို့ပဝန်းကျင်မှာရောကလေးတွေကိုဘလို့ဆက်ဆံပြုမူရကြတယ်သိကျင်သည်အထူးသဖြင့်ကလေးတွေကိုတွေ့ရင်မင်းကြီးလာရင် သမီးကြီးလာရင်ဘာလုပ်မလဲမေးလေရှိလားသိရင်သည်အကယ်၍ရှိသည်ဆိုရင်ညီကိုပြောချင်သည်မင်းကြီးရင်ဘာလုပ်မလဲဆိုသည်ဖီအာယောင်တန်းသည့်မိကွန်စာတာမင်းဘာကိုစိတ်ဝင်စားလဲမေးဖို့အကြံပေးမလားဟုစိတ်ကူးမိသည်အေးမင်းစော26 မေ2024 Sunday မနေ့7:55မိနစ်မှာရေးပြီးတယ်